ဟိုအဓိကကျွန်တော်လှူတဲ့ဟာတွေကျွန်တော်အကုန်လုံးလက်ခံတယ်အဓိကလှူတဲ့ဟာဘာပဲလှူလို့ကျွန်တော်အကုန်လက်ခံတယ်ဘာလို့လဲဆိုတော့အဓိကလှူတဲ့လူတောင်ရှိနေသေးတာပဲကျွန်တော်မရရအောင်ကျွန်တော်ပို့မယ်ဆိုရည်ရွယ်ချက်နဲ့ပေါ့နော်ဘာပဲလှူလို့ကျွန်တော်အကုန်လက်ခံတယ်အဲ့လိုလှူတဲ့အဲမှာမှာတချို့တွေကအဲ့လိုကျွန်တော်ရုံမိုင်းမယ်လူကြီးပိုင်းမယ်ကျွန်တော်တို့ပေးတာအဲနှုတ်မဟုတ်ဘူးရေပေါ့နော်ညာချိုးတွဆင်းရှူကအနေဘမှာရလို့ဝင်ရမှာ ျွန်တော်တို့လိုမျိုးဟိုလုံပေးနိုင်တဲ့အဖွဲ့အစည်းလောက်ကြတဲ့အဖွဲ့အစည်းပေါ့လုံပေးနိုင်မှာလောက်ကြတဲ့အဖွဲ့အစည်းအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကိုသူတို့ကူညီကူညီလိုက်နိုင်တယ်ပေါ့တချို့တွေကြတော့လည်းမသွားနိုင်တာတွေရှိတယ်ပေါ့နော်မသွားနိုင်တဲ့ဟာမျိုးကြရင်သူတို့အပစ္စည်းတွေထောက်ပံ့ပေးတယ်၊မိုးကြီးတွေထောက်ပံ့ပေးတယ်အဓိကကျွန်တော်တို့သွားတဲ့လူတွေရှိမှသာသူတို့ကလှူခွင့်ရတာဆိုတော့သူတို့တွေလည်းအများကြီးဝမ်းသာပီတိဖြစ်တယ်ကျွန်တော်တို့ကသူတို့ကိုကြည့်ပြီးပို့ပြီးတော့ကျွန်တော်တို့ဝမ်းသာတယ် လိုအပ်နေတဲ့သူတွေကိုတိုက်ရိုက်ရောက်ဖို့အတွက်ကဒါကျွန်တော်တကယ်တောင်းဝင်းတစ်ခုပဲကျွန်တော်တို့ကခံစားပြီးတော့အဲ့ဒါယူငါတို့မဖြစ်ဖြစ်အောင်လုပ်မယ်ကွာငါတို့ချမယ်သူငါတို့ပင်မန်းလဲငါတို့ကပင်မန်းတာလူပဲပင်မန်းတာဟာပဲပင်မန်းတာတကယ်တမ်းဆုံရှုံသွားတဲ့လူတွေရှိမယ်ဟိုတကယ်တမ်းဒီဘက်ကလှူဝဲလူတွေရှိမယ်အဲ့နှစ်ခုပေါင်းဆက်ဖို့အတွက်ငါတို့ကဂျားကန်တစ်ခုနေနေငါတို့လောက်ကြမယ်ဟာ ဟုတ်ကဲ့အလိုလုံးဖြစ်တာကတော့ဟိုအကြီးကတော့ဟိုကျွန်တော်တငယ်ချင်းတွေမိတ်ဆွေတွေအပေါင်းအသင်းတွေဆိုတော့ဒီအလုံးအလုံးမှာရှိတဲ့ဒီမိတ်ဆွေတွေအကုန်လုံးပေါ့နော်အကုန်လုံးစုပေါင်းပြီးတော့အဲပတ်စံတွေစုလိုက်တဲ့အခါကျတော့အမောက်လေးရလာတယ်ပေါ့နော်အဲ့အနေပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့များလာတဲ့အခါကျတော့အလိုမျိုးဒီအလုံးထူလုံးဖြစ်သွားတာပေါ့နော်အဲတော်လှုပ်ပြသွားတာပေါ့ဟုတ်အဲအင်ဂျီကပထမကျွန်တော်200စာ နှစ်ရာစာလောက်ထားတယ်လုံရင်းနဲ့အဲလာလှူကြလာလှူကြနဲ့တဖြည်းဖြည်းနဲ့300ရာဖြစ်သွားတယ်အဲ300ရာစာအင်ဂျီ300ရာစာစီစဉ်ထားတယ်နောက်ပြီးအင်ဂျီ300ရာစာအပြင်ကျွန်တော်တို့သွားတဲ့အခါဟိုမှာလိုအပ်နေတဲ့ကျွန်တော်မက်ဒီလာရှင်အကြောင်းအတွက်တို့နောက်ပြီးမိဘမဲ့ကလေးအတွက်တို့နောက်ပြီးအဲအဲဖုံကြီးအကြောင်းအတွက်တို့လည်းဒါတက်တက်လှူဒါန်းသွားဖို့ရှိတယ်ဟိုကတော့ပြင်ဆင်ထားတာတော့အထုတ်တွေကျွန်တော်တက်တက်စီထုတ်ထားတာပေါ့နော်ဒီအင်ဂျီတစုချင်းစီအတွက်ပါပါစေးဝါးတွေပါမယ်ဒီအစားအသောက်တွေပါမယ်အစားအသောက်မှာဆိုရင်လည်းတို့လိုလင်းတကူစားတောက်လို့ရတဲ့ဒီငပိကြော်တို့ငါ၆ကြော်တို့ငါပြာရည်ကြော်ပါမယ်နောက်ပြီးအသားဓုကြော်ပါမယ် လေး၅မျိုးလောက်ပါတယ်အစားအသောက်တွေပါတယ်မုတ်ပါမယ်မုတ်မှာဆိုလဲဒီကိတ်မုတ်၆တွေပါမယ်ဘစ်ကွတ်မုတ်တွေပါမယ်နောက်ပြီးတော့ဒီမရွေးအဲ့လိုမျိုးဟိုလွေလင်းတကူပေါ့နော်စားသောက်လုပ်ရတဲ့လူကြီးတွေရောအဖိုးဖွားတွေကြိုက်တယ်အဲ့လိုအစားအသောက်တွေပါတယ်ကော်ဖီမစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့အဲရွက်ဖြင့်တဲပါတယ်အခုကမိုးလဲရွာတော့မှာဆိုတော့ရွက်ဖြင့်တဲလေးလောက်ထားတယ်နောက်တစ်ခုကကျွန်တော်ဆိုလာမီဆိုလာမီလေးလည်းပါတယ်အဲဆိုလာမီလည်းအရေးကြီးတယ်ဆိုလာမီဆိုလည်းဟိုနည်းနည်းကောင်းတယ်ပေါ့နော်အဓိကကဟိုမှာတို့ရေရှည်သုံးရမှာဆိုတော့ပေါ့နော်အရေးဟိုပေါ့ quality ကောင်းတဲ့ဟာလေးတေချာလေးရွေးပြီးတော့အဲလေးလည်းလောက်ထားတယ် အများကြီးပဲစေးဝါးတွေလည်းပါတယ်ပြီးတော့ဟိုသူတို့အိတ်ဖို့အတွက်ဖြာတွေလည်းပါတယ်ပြီးတော့တောက်ရည်တန့်တွေအချိုးရည်ဓာစားရည်ဟိုချင်းချွန်နောင်တွေနောက်ပြီးတော့ချင်းစေးဖျောင်းနိုင်မီးကျစ်တော်တော်လေးစဉ်းစားပြီးတော့ဖြည့်ထားတာပေါ့နော် ဟိုအဓိကတော့ကျွန်တော်လှူတဲ့ဟာတွေကျွန်တော်အကုန်လုံးကလက်ခံတယ်အဓိကလှူတဲ့ဟာဘာပဲလှူလို့ကျွန်တော်အကုန်လက်ခံတယ်ဘာလို့လဲဆိုတော့အဓိကလှူတဲ့လူတောင်ရှိနေသေးတာပဲကျွန်တော်ကမရရအောင်ကျွန်တော်ပို့မယ်ဆိုရည်ရွယ်ချက်နဲ့ပေါ့နော်ဘာပဲလှူလို့ကျွန်တော်အကုန်လက်ခံတယ်အဲ့လိုလှူတဲ့အထဲမှာမှတချို့တွေကအဲ့လိုကျွန်တော်ရုံပိုင်းမယ်လူကြီးပိုင်းမယ်ကျွန်တော်တို့ပေးတာအဲနှုတ်မှုတ်ဘူးရေပေါ့နော်6လသားအရွယ်တောက်တဲ့နှုတ်မှုတ်ဘူးတွေတော်တော်များတယ် 30 34ဘူး34ဘူးအောင်ရှိချက်ထားကြတော့ကျွန်တော်ကဟိုမှာလည်းကျွန်တော်မက်ဒီလာရှင်နဲ့ကျွန်တော်ထိဆက်ထားတယ်ဟိုမှာသခိုင်းမှာဆိုလဲကျွန်တော်အဓိကဟိုအတွင်းမိုင်းတဲ့အထိပေါ့နော်ဟိုတောင်တောင်သွားဖို့ခက်ခဲတဲ့အပိုင်းတွေအထိကိုကျွန်တော်သွားပြီးတော့လှူမယ်မက်ဒီလာရှင်နဲ့ထိဆက်ပြီးတော့ဆရာလေးကနေပြီးတော့လိုက်ပြီးတော့ကျွန်တော်ကိုပို့ပေးမယ်နောက်ပြီးတော့အဲ့မှာလည်းမယူရမဲ့ကြောင်ရှိရလို့လည်းကြားရတယ်ပေါ့နော်ဆိုတော့ဟိုကွက်တိဖြတ်သွားတာပေါ့အဲမယူရမဲ့ကြောင်အထက်ဆိုပြီးတော့ရည်ရွယ်ပြီးတော့အဲနိုးမုတ်ဘူးရေပါမယ်နောက်ပြီးတော့အခြားဆေးတွေလည်းပါထပ်ဖြည့်ပြီးတော့ယူရမဲ့ကြောင်အထက်ကိုနိုးမုတ်ဘူးရေလှူမယ်နောက်ပြီးတော့ကျွန်တော်တို့လှူတဲ့အထဲမှာကလေးတွေပါတွေ့မယ်အဲလိုမိခင်ပေါ့နော်သူတို့ကလေးတွေပါတွေ့ရဆိုတော့သူတို့တော့လည်းတတ်တတ် ဖယ်ထားပြီးတော့လည်းတတ်တတ်ပေးပါအောင်ဟိုသွားမဲ့မျိုးနယ်ကကြတော့ကျွန်တော်စကိုင်းစကိုင်းပေါ့နော်ဟိုတတူးမျိုးတော့ရည်ွယ်ထားတယ်နောက်ပြီးတော့တချို့ဟာလေးတွေဆိုလည်းကျွန်တော်တို့ဒီမန္တလေးထဲမှာလည်းတွေ့ရင်တွေ့သလိုတကယ်လိုအပ်နေတဲ့သူတွေ့ပြီဆိုတော့တိုက်ရိုက်ကျွန်တော်တို့ဟိုဘယ်နေရာပဲဖြစ်ဖြစ်ပြကျွန်တော်တို့အဲ့လိုတကယ်လိုအပ်နေတဲ့လူအဆင့်မှန်ပါအဆင့်မှန်ဆိုတော့ကျွန်တော်အကုန်လုံးပြူသွားမှာပေါ့နော်ဟိုနောက်ပိုင်းလည်းကျွန်တော်တကြံအတွင်းမှာလည်းသွားဖို့အတွက်လည်းရည်ွယ်ထားတယ် တကြံပြီးွားလို့နောက်ပိုင်းပြန်လဲကယ်ဆယ်ရေးအပိုင်းတွေသူတို့ထောက်ပံ့မဲ့ဟာတွေလိုအပ်လာတဲ့ရှိတဲ့ခါကျရင်လည်းကျွန်တော်တို့ကလှုပ်သွားမယ်ပေါ့နော်အခုကလည်းကျွန်တော်အပြင်မှာလည်းအလူမခံဖြစ်ဘူးအလူခံမဖြစ်ဘူးဆိုတာလည်းဟိုပွင့်လေပြောရလဲကိုလည်းကိုအလုပ်လည်းရှိနေတယ်ဒါပေမဲ့ကိုအလုပ်ကနေပြီးတော့တစ်ဖက်ပေါ့နော်ဟိုအလူရှင်ကလည်းလှူလာတဲ့ခါကျတော့အဲ့အလူရှင်တွေရဲ့ ဟိုသူရဲ့ဟိုဆေးရထက်တန်မှုပေါ့နော်အဲဆေးရထက်တန်မှုကတဖြည်းနဲ့များလာများလာတဲ့အခါကျတော့ကျွန်တော်လည်းဟိုပျော်တာပေါ့နော်အဲတဖြည်းနဲ့လှုပ်ဖြစ်သွားတာပေါ့ကြီးသွားတယ်အဲ့လိုအလှနဲ့ဖြစ်သွားတာဟိုပထမကျွန်တော်တို့ကဟိုအကြီးကတော့ဟိုပွင့်လင်းပြောရင်ကျွန်တော်တို့ကဟိုအင်အားနည်းတယ်ပေါ့နော်အင်အားနည်းတော့အလှကန်ရတဲ့ဟာလေးနဲ့လှုပ်တာဆိုတော့ကျွန်တော်တို့ကဟိုသူတို့အတွက်လိုအပ်တဲ့အထောက်ပံ့ပစ္စည်းလောက်ပဲကျွန်တော်တို့ကလှုပ်နိုင်မယ်ထင်တာဒါပေမဲ့တဖြည်းနဲ့လှူကြတယ်တော်တော်များကျေးဇူးတင်ကြပါတယ်အဲ့ဒါလှူတာများလာတဲ့ခါကျတော့ကျွန်တော်ဟိုတိုင်းနာကိုကျွန်တော်3000 3000စီကျွန်တော်တို့ထောက်ပံ့ဖို့အတွက်စီစဉ်ထားရတယ်တဖြည်းဖြည်းများလာတဲ့ခါကျတော့9000တိဖြစ်သွားတယ် အတိုင်တော်9000စီကျွန်တော်တို့အစာရေးလေးနဲ့တည်တည်ချာလေးလှူသွားမှာပေါ့ဟုတ်အဲ9000ကိုတော့ကျွန်တော်တို့200စာထိပဲကျွန်တော်တို့ကမှန်းထားတယ်ပေါ့နော်နောက်ထပ်100စာကကြတော့ဟိုကျွန်တော်တို့ကရှိမှရှိတဲ့ဟာတွေနောက်ပြီးတော့တခြားဟိုလှူတဲ့ပစ္စည်းတွေအကုန်ပေါင်းပြီးတော့နောက်ထပ်အင်ဂျီ100စာဖြတ်သွားအောင်ကျွန်တော်တို့လုပ်တယ်လုပ်ပြီးတော့မှနောက်ထပ်အင်ဂျီ100စာထပ်ပြီးမှဒါပေမဲ့အဲ့ဒီအင်ဂျီ100စာလဲကျွန်တော်တို့လှူမှုမွေပတ်ဆံကိုကြည့်ပြီးတော့လဲကျွန်တော်တို့ထည့်သွားမှာထည့်သွားမှာဟုတ်ဟုတ်ဟုတ်စေဝါစေဝါမှာဆိုလဲအဓိကဟိုလွတ်မဲ့ဗီတာတိုင်းတွေပါပတ်တီးပါမယ်ဒက်စားရေပါမယ် အဲနောက်ပြီးတော့သူအကြိုက်ခဲပျောက်ဆေးတွေပါမယ်နောက်ပြီးတော့ရှူဆေးတွေပါမယ်ဘာသာရှူဆေးတွေအစားပါတယ်နောက်ပြီးတော့ဒန်ဂျီလိန်ဆေးတွေလည်းပါတယ်နောက်ပြီး Honey Blaster ပါတယ်အဲအဲ့ဒါတွေအကုန်လုံးစီစဉ်ထားတယ်ပေါ့နော်အဲဒီဆေးဝါးဆိုရင်လည်းကျွန်တော်တို့ကအစိုးရတဲ့ engine 200စာအတွက်ဆေးဝါးတွေလောက်ထားပြီးသားအဲ့တော့မှနောက်ထပ်ဟိုမြန်မာလေးတွေညီလေးတွေညာနေပြီးတော့သူတို့ကလှူမယ်ဆိုပြီးတော့ကျွန်တော်တို့100စာဆိုပြီးတော့200စာ200လား200စာဆိုပြီးတော့ထပ်ပေးလာတဲ့ခါကျတော့အဲ့ဒါတွေကိုကျွန်တော်ပြန်မျှလိုက်တယ် ညပြီးတော့အဲ့နောက်ထပ်တရာသားပါစေးဝါးတွေကစုံစုံလင်လင်ဖြတ်သွားတာပေါ့ဟုတ်ဟုတ်ဟုတ်ကျွန်တော်အစီအစဉ်ဆွဲထားတာတော့ကျွန်တော်6ရက်နေ့ပေါ့နော်အဲ6ရက်နေ့ကျွန်တော်တို့စဖတ်မယ်မန္တလေးကိုသွားမယ်မန္တလေးမှာကျွန်တော်တို့ကတညာအိတ်မယ်အိတ်ပြီးတော့ကျွန်တော်တို့မန္တလေးမှာရှိတဲ့နေခံတွေနဲ့ကျွန်တော်ညာဘက်ကျရင်ကျွန်တော်စကားပြောမယ်ပြီးရင်ကျွန်တော်ဆရာလေးလည်းမန္တလေးမှာရှိတယ်ဆရာလေးနဲ့ကျွန်တော်ညာဘက်ကျရင်စကားပြောပြီးတော့မနက်အစောကြီးကျွန်တော်သခိုင်းဘယ်နေရာကိုသွားမယ်ဘယ်ချိန်သွားမယ်ဆိုတဲ့အစားကျွန်တော်တိုင်ပင်ပဲပေါ့နော်ပြီးရင်ဆရာလေးကလည်းကျွန်တော်တို့အခုပြောထားတယ် အဲသူစကိုင်းဘက်မှာတကယ်လိုအပ်တဲ့နေရာတွေကိုသူရှာဖွေထားတယ်။ညာဘက်ကြံကြောင်စကားပြောပြီးအဲ့ကိုသွားမယ်။ပြီးတော့တုံကင်တွေရဆာစီစဉ်ထားတယ်။ဥပမာကျွန်တော်တို့သွားမယ်။သွားပြီးနဲ့ရှာမယ်။ကျွန်တော်တို့ကဟိုအမှုကားကြီးကိုကျွန်တော်ဥပမာဖုံးကြီးကျောင်းမှာကျွန်တော်ရက်ထားမယ်။ရက်ထားပြီးကျွန်တော်တို့ကိုယ်တိုင်ဆိုင်ကင်နဲ့တော့၎င်းလမ်းလျှောက်ရေးတော့၎င်းကျွန်တော်တို့တော်ပြီးတော့ကြည့်မယ်။ကြည့်ပြီးတော့မှအဲ့ရလူကြီးတွေနဲ့ကျွန်တော်တို့ပြေးပြီးတော့မှဒီလူဒီလူကတော့တကယ်အမှန်တကယ်လိုအပ်နေတယ်။ဒီလူကတော့ဘယ်သူတွေဆုံရှုံသွားတယ်ဘယ်လူဒီလူကတော့ဘယ်မိသားစုတွေဆုံရှုံသွားတယ်ဒီလူကဘယ်လောက်ထိဆုံရှုံသွားတဲ့ဟာမျိုးကျွန်တော်ကကြည့်ပြီးတော့သူတို့ကိုကျွန်တော်တုံကင်တွေပေးခဲ့မယ်။ လူကြီးတွေကိုယ်တိုင်ရှင်းမတုံကင်တွေပြေးခဲ့ပြီးတော့ကျွန်တော်အဲ့အနီးဆက်ရာဖုံးကြီးကျောင်းလေးမှာကျွန်တော်ကားထားပြီးတော့သူတို့ကနေပြီးတော့အဲ့တုံကင်တွေနဲ့ကျွန်တော်ဘယ်ချိန်ကြရင်တော့လာခဲ့ပါဆိုပြီးတော့ကျွန်တော်အဲ့လိုဖုံးကြီးကျောင်းထဲမှာပဲလွတ်လိုက်မှာပေါ့အဲ့ကြရင်ဟိုတက်တက်ရရလေးနဲ့လည်းဟိုသူတို့အတွက်လည်းစီစဉ်နေကြကြလေးနဲ့ပေါ့နော်ဒါရိုက်ရသွားမယ်အဲ့လိုမျိုးလေးတော့စီစဉ်ထားတယ်ဟုတ်ဟုတ်ဟိုဝမ်းသာတာတော့တော်ဝမ်းသာတယ်ဟိုဘာလို့လဲဆိုတော့ဒါခုနှစ်ရက်သားသမီးတွေရဲ့အမှုမျိုးပေါ့နော် တချို့တွေလည်းပြောကြတယ်ပြောကြဆိုတော့ဟိုကျွန်တော်တို့လိုမျိုးဟို လုံပေးနိုင်တဲ့အဖွဲ့အစည်းလုံကြတဲ့အဖွဲ့အစည်းပေါ့လုံပေးနိုင်မှာလုံကြတဲ့အဖွဲ့အစည်းအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေသူတို့ကူညီကူညီလိုက်နိုင်တယ်ပေါ့တချို့တွေကြတော့လည်းမသွားနိုင်တာတွေရှိတယ်ပေါ့နော်မသွားနိုင်တဲ့ဟာမျိုးကြရင်သူတို့အပစ္စည်းတွေထောက်ပံ့ပေးတယ်၊မိုးကြီးတွေထောက်ပံ့ပေးတယ်အဓိကကျွန်တော်တို့သွားတဲ့လူတွေရှိမှသာသူတို့ကလှူဝင်ရတာဆိုတော့သူတို့တွေလည်းအများကြီးဝမ်းသာပီတိဖြစ်တယ်ကျွန်တော်တို့ကသူတို့ကိုကြည့်ပြီးပို့ပြီးတော့ကျွန်တော်ဝမ်းသာတယ်ပေါ့ဆိုလှူတဲ့လူတွေကတကယ်ကျွန်တော်တို့ဆရာထထထတန်တန်နဲ့ပေါ့နော်အာကျေးဇူးတင်ပါတယ်မောင်လေးရဲ့အဲ့လိုမျိုးလေးလှူပေးလို့အဲ့လိုမျိုးလေးလှုပ်ပေးလို့ကျေးဇူးတင်ပါတယ်ဆိုတော့ပြောတော့သူတို့ရဲ့စကားသံတွေနားထဲမှာကြားတဲ့ခါကျတော့ကျွန်တော်တို့အတွက်ကလည်းတကယ်ကို ဟိုတာဝန်ကြီးတစ်ခုလိုမျိုးပေါ့နော်ဒီအလှူရှင်တွေလှူတဲ့ဟာကြီးကိုတကယ်လိုအပ်နေတဲ့သူတွေတဲ့ကိုတိုက်ရိုက်ရောက်ဖို့အတွက်ကဒါကျွန်တော်တို့တကယ်တာဝန်ကြီးတစ်ခုလိုကျွန်တော်တို့ကခံစားပြီးတော့အဲ့ဒါမျိုးငါတို့မဖြစ်ဖြစ်အောင်လုပ်မယ်ကွာငါတို့ချမယ်ဟိုငါတို့ပင်မန်းလဲငါတို့ကပင်မန်းတာလူပဲပင်မန်းတာဘာပဲပင်မန်းတာတကယ်တမ်းဆုံရှုံသွားတဲ့လူတွေရှိမယ် ဟိုတကယ်တမ်းဒီဘက်ကလှူတဲ့လူတွေရှိမှာအဲ့နှစ်ခုပေါင်းဆက်ဖို့အတွက်ငါတို့ကဂျားကန်တစ်ခုနေနဲ့ငါတို့လှုပ်ကြမယ်ဟာဆိုပြီးအဲ့လိုအကုန်လုံးကူညီကြပါတယ်ဟုတ်ဟောအခုကတော့ဟိုတွေ့တဲ့အတိုင်းပေါ့နော်အခုတွေ့တဲ့အတိုင်းပေါ့ဟိုကျွန်တော်ဟိုတကယ်တမ်းငလျင်တန်ခန်းစားနေရတဲ့သူတွေကျွန်တော်တို့မြန်မာနိုင်ငံအတွက်မှာရှိတဲ့ဒေတာအလှည့်ပေါ့နော်အဲ့ဒီနေရာတွေကိုမြန်မာနိုင်ငံဟိုတနိုင်ငံလုံးကသူတွေရောနောက်ပြီးတော့တခြားရောင်းနေတဲ့သူတွေရောအကုန်လုံးကဟိုအားတက်တရောလှူဒန်းနေကြရတယ်ဆိုတော့ဟိုဘာပဲပြောပြောဟိုဒီလိုမျိုးဖြစ်သွားခဲ့ပင်မဲ့လည်း ဟိုနောက်ဆက်အတွက်တခုအနေနဲ့ဟိုဒီလိုမျိုးတူတန်းတဲ့လူတွေဒီလိုမျိုးဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုကူညီမဲ့လူတွေပေါ့နော်ကူညီတဲ့လူတွေကအများကြီးတွေ့တဲ့အခါကျတော့လည်းဘယ်လိုပဲဖြစ်ဖြစ်ဟိုအစိုးရကအကောင်လေးတစ်ခုပေါ့နော်ဝမ်းသာပြီးတော့ဒါကတော့ကျွန်တော်ကျင်းသေးပါတယ်ကျွန်တော်လှင်းလင်းမြန်မြန်နဲ့ပဲဒါကြီးကအများဆုံးဖြည့်ရှင်းသွားနိုင်မယ်လို့ကျွန်တော်ထင်တယ်ဒီတကယ်တမ်းဟိုတကယ်တမ်းဆုံရှုံသွားတဲ့လူတွေအတွက်လည်းဟိုဘေးနားနေပေါ့ဥပမာတယောက်ကဆုံရှုံသွားတယ်တယောက်ကဟိုဒီအရာကြီးကိုခံစားလိုက်ရတယ်ဆိုပေမဲ့လည်း လူတဲ့လူတွေကအရေးအတွက်တွေအရန်များတယ်နှစ်ယောက်သုံးယောက်သူတယောက်အောက်ပေါ့နော်တယောက်အောက်ကိုနှစ်ယောက်သုံးယောက်လောက်ကသူ့ကိုကူညီမယ်ဆိုရင်ဒီတယောက်ကမြန်မြန်ဆန်ဆန်နဲ့ပဲအရင်အတိုင်းအိုက်ထပ်ပို့ပြီးတော့ဆရာထပ်တန်မှုတွေအိုက်ထပ်ပို့ပြီးတော့ရာသွားမယ်လို့တော့ကျွန်တော်ကထင်တယ်ပေါ့နော်ဟုတ်ဘာလို့လဲဆိုတော့အရန်ကူညီတဲ့လူအရန်များနေတယ်ဆိုတော့ဒါအမြန်ဆုံးကျွန်တော်ဟိုဖြည့်ရှင်းနိုင်လဲမယ်လို့ပြောတာ